အနုပညာလောကမှာနာမည်ပြက်လုံးဝမရှိပဲဂုံတရင်မွေးပြက်နေတဲ့မင်းသမီး၅ရောက်ပြည်သူများလုံးမင်္ဂလာပါရှင်ဘာမီစနောင်းကနေပြက်လေးကြိုဆိုလိုက်ပါတယ်မြမအနုပညာလောကမှာရည်စားများတာအပါအဝင်နာမည်ပြက်အရှုပ်အရှင်းများတဲ့မင်းသမီးတွေရှိသလိုနာမည်ပြက်လုံးဝမရှိပဲအနုပညာအလုပ်တစ်ခုတည်းကိုအာရုံစိုက်ရင်းနဲ့ပြည်သူတွေချစ်ခင်အားပေးခြင်းရရှိထားပြီးတော့ဖြူစင်တဲ့ဂုံတရင်မွေးပြက်နေတဲ့မင်းသမီးတွေလည်းအများကြီးပါဒီဗီဒီယိုထဲမှာတော့မြန်မာနိုင်ငံရဲ့နာမည်ပြက်လုံးဝမရှိတဲ့မင်းသမီး၅ယောက်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတ အနုပညာလောကမှာနာမည်ပြလုံးဝမရှိတဲ့မင်းသမီးတလတ်ကတော့ချစ်သူဝေပါဆရာဝန်တယောက်လည်းဖြစ်တဲ့ချစ်သူဝေကတချင်းတွေဆိုရင်လည်းအစိုးတော်တအူးဖြစ်အနုပညာလောကကိုစတင်ဝင်ရောက်လာသူပါအဲဒီနောက်မှာတော့သူမရဲ့ချစ်စပွဲဟန်ပန်အမှုရာတွေကြောင့်တရုတ်ဆောင်တယောက်အဖြစ်ရက်တည်ခဲ့ပြီးတော့ကလေးလူကြီးအလုံးချစ်ကြတဲ့မင်းသမီးတလတ်ဖြစ်ခဲ့ပြီးချစ်သူဝေတစ်ခေတ်ရှိခဲ့ဘူးတာဖြစ်ပြီးတော့ကြော်ညာတွေဗီဒီယိုဇာတ်ကားတွေများစွာကိုရိုက်ကူးခဲ့ရတာဖြစ်ပါတယ် ချစ်တွေကဒီလိုအောင်မြင်တဲ့မင်းသမီးတလဆိုပေမဲ့မမနာထားတာမျိုးဟောရရန်နေထိုင်တာမျိုးမရှိခဲ့ပဲအယိုးကန်သူမရဲ့ပုံစံလေးအတိုင်းပရိသတ်ကိုချပြထားသူပါအိမ်တော်ပြုတ်ကလည်းတည်ငိမ့်တဲ့အိမ်တော်ရှင်မအဖြစ်အမွာသမီးလေးနှစ်ယောက်ဖြစ်တဲ့ခင်နဲ့တဲ့ကိုအကောင်ဆုံးစောင့်ရှောက်နေရဲ့မိခင်တယောက်ဖြစ်ရှိနေတာဖြစ်ပါတယ် နောက်ထပ်နာမည်ပြန်လုံးဝမရှိတဲ့မင်းသမီးတလတ်ကတော့ဆိုပြတဲ့စင်ပါပဲဆိုပြတဲ့စင်ကသူမရဲ့အနုပညာမျိုးရိုးကြောင့်အနုပညာလောကကိုစေကျော်တဲ့အရွယ်ကလေးကစတင်ဝင်ရောက်လာသူဖြစ်ပြီးတော့အခုဆိုရင်တော့အကယ်ဒမီစုတွေကိုရရှိထားတဲ့ထိတ်တန့်မင်းသမီးတလတ်ဖြစ်နေပါတယ်ဒီလိုမျိုးသူမရဲ့အနုပညာတက်တန်းတလျှောက်မှာဟဲဝင်ရန်တယောက်ကလွဲရင်တခြားသောမင်းသားတွေနဲ့လိုအပ်တာထက်ပိုတဲ့ဆက်ဆံရေးမျိုးတစ်ခါမှတွေ့ရလိမ့်မရှိပါဘူးဆိုပြတဲ့စင်ကတည်တည်ငြိမ်ငြိမ်နဲ့ပဲဂုံတိတ်ခါတစ်ခုကိုထိမ့်သိမ်းရင်းနဲ့အနုပညာလောကမှာနာမည်ပြန်မရှိပဲ ဖြတ်တန်းနေသူဖြစ်ပြီးတော့လက်ထရင်တောင်မှဟင်းဝင်ရတယောက်ထင်းနဲ့လက်ထပ်သွားနိုင်ခြင်းရှိပါတယ်။နောက်ထပ်အနုပညာလောကမှာနာမည်ပြလုံးဝမရှိဘူးတဲ့မင်းသမီးတယောက်ကတော့ပိုင်ဖြိုးသူပဲဖြစ်ပါတယ်။မီယုံရှင်ဇာကားကြီးနဲ့ဝဝွက်ွယ်ပောက်ခဲ့တဲ့မင်းသမီးပိုင်ဖြိုသူကအောင်မြင်နေစဉ်အချိန်မှာပဲဒရိုက်တာနာကြီးနဲ့လက်ထပ်ပြီးတော့အိမ်ထောင်ရှင်ဘဝကိုဆော့ဆော့စီစီဝင်ရောက်သွားပါတယ် ။ပိုင်ဖြိုသူဟာလက်မထက်ခင်ကလည်းနာမည်ပြအရှုံရှင်သတင်းမျိုးတွေကြားရလိမရှိရကြောင်းအနုပညာအတိုင်းဝိုင်းမှာနာမည်ပြလုံးဝမရှိတဲ့မင်းသမီးတလက်ဖြစ်သတ်မှတ်ရမှာဖြစ်ပါတယ်။အနုပညာလောကမှာနာမည်ပြလုံးဝမရှိတဲ့နောက်ထပ်မင်းသမီးတလက်ကတော့အကယ်ဒမီမင်းသမီးကြီးတက်မွန်မြင့်မှာအကယ်ဒမီတက်မွန်မြင့်ကဒိဋ္ဌိကျေအောင်မြင်တဲ့မင်းသမီးတလက်ဆိုပေမဲ့တခြားသောမင်းသားတွေအပေါ်မှာစီတခုနဲ့ဆက်ဆံပေါင်းတင်တက်ပြီးတော့မှန်မှန်ကန်ကန်ပြည့်ပြည့်တသားနေထိုင်ပြောဆိုတတ်ပါတယ်။ လူငယ်တဘာဝရမင်းသားပြည်တီဦးနဲ့ချစ်ကြိုက်ခဲ့ကြောင်းသတင်းတွေထွက်ပေါ်ခဲ့ပေမဲ့လမ်းခွဲပြတ်ဆဲသွားချိန်မှာတီတီမြင်မြင်နဲ့လက်ရှိခင်ပွန်ကိုစစ်နိုင်ကိုလက်ထပ်ခဲ့ပြီးတော့တာယာပျော်ရှင်တဲ့ဘဝကိုတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းတမုံမြင့်ကမြန်မာနုပညာလောကမှာနာမည်ပြတ်မရှိတဲ့မင်းသမီးတလက်လို့ဆိုနိုင်ပါတယ်။ အနုပညာလောကမှာနာမည်ပြမရှိဆုံးအဖြူစင်ရိုးသားဆုံးမင်းသမီးကိုပြပါဆိုရင်တော့မက်ခိုင်လေးလို့အများစုကချစ်စနိုးနဲ့ခေါ်ကြတဲ့ခိုင်တင်းကြီးကိုပြရမှာပါမင်းသမီးခိုင်တင်းကြီးကအနုပညာလောကမှာဖြူစင်ရိုးသားစွာနဲ့ပျော်ပျော်ရွှင်ရွှင်ဆဆနာနာနဲ့နေတတ်သူဖြစ်ပြီးတော့တခြားသောနာမည်ကြီးမင်းသမီးတွေလိုပဲပဲများတာဟဲ့ဟန်မာနာမျိုးတောင်သူမစီမှာနည်းနည်းလေးတောင်မတွေ့ရပါဘူး ဒါအပြင်အိမ်ထောင်ပြုတော့လေတည်တည်ငြိမ်ငြိမ်ပဲလက်ထပ်ခဲ့ပြီးသမီးဖြစ်သူနဲ့ခင်ပွန်းဖြစ်သူနဲ့အတူတာယာတဲ့ဘဝလေးကိုတည်ဆောက်ထားပါတယ်။ဒါကြောင့်ခိုင်တင်းကြီးကမြန်မာနိုင်ငံမှာနာမည်ပြမရှိဘဲဖြူစင်းတဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်။အခုပြောပြခဲ့ရတာကတော့နာမည်ပြမရှိတဲ့မင်းသမီး၅ယောက်အကြောင်းကိုတင်ဆက်ပေးခဲ့ရပါ။ဒီအထက်မှာပေါ်ပြတာမျိုးမရှိဘဲကြံခဲ့တဲ့ပရိသတ်ကြီးတို့တည်တဲ့ဖြူစင်းတဲ့မင်းသမီးတွေရှိရင်လည်းခေါမတ်မှာမှတ်ချက်ပေးခဲ့ပါအောင်နော်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။